မင်္ဂလာပါရှင်2022ခုနှစ်ဇူလိုင်လ30ရက်တနင်္လာနေ့ညပိုင်း RF ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမကခင်ခင်ဤပါမင်္ဂလာပါခင်ဗျာကျွန်တော်ကနေရင်ကျော်ပါကျွန်တော် RF ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီကနေ့အတွက်နောက်ဆုံးသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါတော့မယ်ခင်ဗျာမြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂလူခွင့်ရေးထူးကိုယ်စားလှယ် Mr. Thomas Quintana ဟာအင်းစိန်ထောင်မှအကျဉ်းသားနှစ်ဦးကိုတွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါဗျာ ဲ့ဒီနောက်မစ္စတာကင်တာနာဟာအင်းစိန်မြို့နယ်ဆေးရုံမှာကင်ဆာယောဂါကုသခံနေရတဲ့နိုင်ငံရေးကျင်းသားကိုဖြိုးဝေအောင်ကိုဒီကနေ့နေ့လယ်ပိုင်းမှာတွားရောက်တွေ့ဆုံခဲ့ပါတယ်။အောက်ပိုင်းတည်နေတဲ့ကိုဖြိုးဝေအောင်ကိုခြေထောက်နဲ့တန်ကရင်တွဲပြီးတန်ကြိုးတစ်ချောင်းနဲ့ခြေထိတ်ခတ်ထားတာကိုမစ္စတာကင်တာနာတွေ့သွားတဲ့အတွက်ဒီကိစ္စတာဝန်ရှိသူတွေကိုပြောမဲ့အကြောင်းအားပေးစကားပြောသွားတယ်လို့ကိုဖြိုးဝေအောင်ရဲ့ဇနီးမထေထေးက RFA ကိုပြောပါဗျ။ဒါအပြင်နိုင်ငံရေးကျင်းသားတွေနဲ့ပတ်သက်တဲ့စစ်မှားရေးဆောင်ရှောက်မှုအခြေအနေတွေကို ကုလသမဂ္ဂကိုစီရင်ခံတဲ့အခါမှာထက်သွင်းရေးသားမဲ့အကြောင်းမစ္စတာကင်တာနာက ပြောသွားတယ်လို့သိရပါဗျ။မစ္စတာကင်တာနာဟာဒီနေ့ညနေပိုင်းမှာ88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေနဲ့လည်းတွေ့ဆုံခဲ့ပါဗျ။ရခိုင်နဲ့ကချင်ပြည်နယ်အခြေအနေအသေးစိတ်နဲ့နိုင်ငံရေးကျင်းသားကိစ္စတွေနဲ့ပတ်သက်ပြီးမစ္စတာကင်တာနာကို88မျိုးဆက်ចောင်းသားခေါင်းဆောင်တွေကရှင်းလင်းပြောပြခဲ့တယ်လို့သိရပါဗျ။ မစ္စတာကင်တာနာနဲ့တွေ့ဆုံပွဲကိုဘဂတမြအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌကိုလင်းထက်နိုင်အထွေထွေတွေ့ရမှုမဖြုတ်ဖြုတ်အောင်လို့လည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်။တခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ပြည်ပကတွေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ထူးကိုစလဲမစ္စတာကင်တာနာနဲ့ပြည်တော်စုဝန်ကြီးငါးဦးတို့ဒီကနေ့နေ့လယ်ပိုင်းကရန်ကုန်မြို့မှာတွေ့ဆုံပြီးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ as a religious issue ဒီဒရင်လာရှင်တို့မှာနိုင်ငံရေးဝန်ကြီးဦးဝနမောင်လည်းကနှုတ်ခွန်းဆက်စကားပြောကြခဲ့ပြီးနေဆက်ရေးရဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးတိန်ထေးကပြည်ပကနဲ့ပတ်သက်ပြီးအသေးစိတ်တွေကိုရှင်းလင်းခဲ့ပါတယ်။ရခိုင်ပြည်နယ်ကပြည်ပကနဲ့ပတ်သက်ပြီးတေဆုံးသူ89ဦးရှိတဲ့အကြောင်းရခိုင်လူမျိုး32ဦးဘင်္ဂါလီလူမျိုး46ဦးရှိတဲ့အကြောင်းလက်ရှိမှာတော့ဒုက္ခသည်ဦးရေစုစုပေါင်း6,122ဦးရှိပြီးရခိုင်တိုင်းရင်းသားလူမျိုး8,032ဦးနဲ့ ဘင်္ဂါလီလူမျိုး9390ရှိတဲ့အကြောင်းကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီပြိပခါတွေအကြောင်းကြုံတွေ့လာနိုင်ွယ်ရှိတဲ့စင်ခေါ်မှုတွေနဲ့အလားအလာတွေဖြည့်ရှင်းနိုင်တဲ့နီးလန်းတွေကိုတင်ပြခဲ့တယ်လို့လည်းသိရပါဗျ။အဲ့တော့ကျွန်တော်တို့ရှင်မှာတောက်လျှောက်ရိရှာတဲ့ကရှိခဲ့တဲ့စက်ပြားတွေ။ဗန်ဒီစက်ပြားကတော့ခဲ့တဲ့ဆက်ဆက်တွေ ဒီဒီရဲသာရှင်တွေကိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းတွေတန်ယုံတောင်ဝရှိသူတွေနဲ့တခြားအဖွဲ့အစည်းအသီးသီးကဖိတ်ကြားထားသူတွေသတင်းမီဒီယာတွေတက်ရောက်ခဲ့ပါတယ်ခင်ဗျာစကိုင်းတိုင်းစကိုင်းမြို့မှာရှိတဲ့စစ်မှုဝင်ကြီးဌာနလက်အောက်ခံစေဝါနဲ့စားတောက်ကုန်လုပ်ငန်းဆက်ယုံရှိမှာဒီကနေ့မနေ့ပိုင်းကကျေးရွာ6ရွာကတောင်သူ200လောက်စုဝေးပြီးကျွေးကြော်တန်းတွေနဲ့အတူဟစ်အော်ဆန္ဒပြခဲ့ကြပါတယ်တောင်သူများရဲ့အသံလှူတော်တယ်တော့ ချင်းချက်ချင်းပဲဟိုးရေးဟိုးရေးလွန်ခဲ့တဲ့15နှစ်လောက်ကအမတ်တစ်စက်မှုဝင်ကြီးဌာနရဲ့အထမတင်းယူခံခဲ့ရတဲ့လေယာမြေတွေကို ပြန်ရလိုချတဲ့အတွက်အခုလိုဆန္ဒပြရတာဖြစ်တယ်လို့တောင်သူတူဦးက RFA ကိုပြောပါတယ်ဒီကျွန်တော်တို့အဲလုံနဲ့ဆက်သွယ်ဆောင်ရွက်သူများပုံရတာတွေအုံပြန်သွားတယ်အမမဖြစ်ကြီးအမကန်ကန်ဖြစ်ကြီးနဲ့အခုအမတကယ်လိုအပ်နေတဲ့တောက်ဆူချက်တွေကိုနော်ရရှိအောင်ကျွန်တော်တို့ကပြီးပြီးတော့စီးနေကန်းနဲ့ ဥပဒေပေါင်းပြည်နဲ့ပြီးတော့ဆက်သွယ်ဆောင်ရွက်ပြီးတော့ကျွန်တော်တို့ဒုတိယဒီလိုပွဲမျိုးတွေလည်းအများကြီးဖြစ်ပါတယ်။စကိုင်းမြို့နယ်ချောင်းပေါက်ကြီးရွာဥစုကမြေတိုင်းကြက်ထောင်းလက်ပံခိုတောင်ပေါက်တော့စတဲ့ကြီးရွာ6ရွာကလယ်သမားတွေပိုင်ဆိုင်နေမြေအေက400ကျော်ကိုစစ်မှုတပ်ကတိမ်းခဲ့တာဖြစ်ပြီးဆက်ယုံအတွက်အမှန်တကယ်လိုအပ်နေတဲ့မြေအေက40ကလွဲလို့ခြံနဲ့မြေတွေကိုပြန်လည်ရရှိရေးအတွက်ဆက်လက်ကြိုးပမ်းသွားမယ်လို့တောင်သူတွေကပြောပါတယ်။ ဒီဆန္ဒပြပွဲကိုမနေ့9နိုင်ရနေ့နေ့လယ်17နာရီအထိ၄နာရီကြာတရားဝင်ပြုလုပ်ခွင့်ရခဲ့တာမို့မြန်မာနိုင်ငံတဝန်းလက်တလောခွင့်ပြုတဲ့ဆန္ဒပြပွဲတွေထဲမှာပြကျင်းအများဆုံးရရှိတာလည်းဖြစ်ပါတယ်။ဆန္ဒပြပွဲကိုရဲတပ်ဖွဲ့နဲ့ SP ထောက်လန်းရေးတွေကအနီးကပ်စောင့်ကြည့်လုံခြုံရေးယူတာကလွဲလို့တစုံတရာအနှောက်အယှက်ပြုတာမရှိခဲ့ပါဘူး။ပြည်သူ့လွှတ်တော်ကအတည်ပြုတာလည်းမြေသိမ်းလေသိမ်းကိစ္စဖြည့်ရှင်းပေးမဲ့ကော်မတီဖွဲ့စည်းရေးကိုအထင်ဆွဲမနေပဲအများဆုံးဆောင်ရွက်ဖို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နိုင်ငံကဦးတင်ဦးကတိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်ဒဂုံမြို့သိမ်းမြောက်ပိုင်း၂၉ရက်ကွက်မှာဒီကနေ့ပြုလုပ်တဲ့ NLD ရုံးဖို့ဝယ်အခမ်းအနားမှာအဲ့ဒီလိုတိုက်တွန်းပြောဆိုလိုက်တာပါအခုနေရာမြေနဲ့ပတ်သက်တဲ့အလုံးစုံစိတ်ယုံတယ်မယ်အားဘယ်လုံလည်းကြီးလို့ဘယ်လိုမြေတွေယူဖို့လိုတယ်စစ်တပ်ကလည်းပဲမိမိတို့လိုအပ်တဲ့မြေရဲ့ဒီကွက်အတွက်အကျယ်ကြီးဘယ်လိုအားတော့တဲ့ပိုတာတွေကိုယူတယ်ယူပြီးတဲ့အခါမှာဒီမြေကြီးနဲ့ပတ်သက်တာလားတဲ့ လဲတော့အကျိုးတူလို့ပဲလို့ပါလေတနည်းတနည်းတော့လုတ်ပြလဲပါသေးရနောက်ပိုင်းကြရတဲ့ခါကျတော့အကျိုးတူဟိုတော့ပဲနဲ့သူတို့အကျိုးကြီးပဲတကယ်လို့လည်းတခါမှလဲသမားတွေကအလွတ်လျောက်လဲကျုံရာကျုံဖြစ်တယ်ဆိုတဲ့ကိစ္စတွေကအင်းနာများပါလေဒီခဏမှာ NLD ရန်ကုန်တိုင်းတောင်ဝန်ကဦးနိုင်နိုင်ကလည်း Greek နိုင်ငံကပေါ်ပေါက်လာတဲ့ Democracy စနစ်အကြောင်းကိုဟောပြောသွားပါတယ်ဒီခဏကို NLD နိုင်ငံကတူဖြစ်တဲ့ဦးဝင်းတင်နဲ့88မျိုးဆက်ចောင်းသားတွေလည်းတယောက်ခဲ့ကြပါတယ်ခင်ဗျာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာ ရှေ့လာမယ့်နှစ်အတွင်းဂျပန်နိုင်ငံကိုသွားရောက်မယ်လို့သိရပါဗျ။မြန်မာနိုင်ငံကိုရောက်နေတဲ့အနာကြီးယောဂါတဲ့များလူအခွင့်ရေးဆိုင်ရာဂျပန်သံမတ်ကြီးမစ္စတာယိုဟီဆာဆာကာဝါနဲ့နေပြည်တော်မှာတွေ့ဆုံချိန်မှာဂျပန်ခရီးစဉ်နဲ့ပတ်သက်ပြီးဒေါန်ဆဲဆုကြီးကထုတ်ဖော်ပြောကြားလိုက်တာပါ။ဂျပန်နိုင်ငံမှာနှစ်စဉ်မက်လကုန်ပိုင်းမှာကျင်းပတဲ့ချယ်ရီပွဲတော်ကိုသွားရောက်လည်ပတ်လို့ကြောင်းဒေါန်ဆဲဆုကြီးကပြောကြားခဲ့တယ်လို့ဂျပန်သံမတ်ကြီးနဲ့လိုက်ပါလာတဲ့အမည်မဖော်လို့သူအဖွဲ့ဝင်တူဦးက AP သတင်းဌာနကိုပြောပါရတယ်။ တယ်မကြီးမစ္စတာဆဆာကာဝါဟာဂျပန်နိုင်ငံမှာအကြီးဆုံးပရဟိတအဖွဲ့အစည်းဖြစ်တဲ့ Nippon Foundation ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။ဒါ့အပြင် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့အနာကြီးရောဂါပပျောက်ရေးဆိုင်ရာစေနာဝန်ထမ်းတယ်မကြီးလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလကမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ဂျပန်နိုင်ငံသားဝင်ကြီးကိုအီချီရိုဂမ်ဘာကလည်းဒေါန်ဆန်းစုကြည်ကိုဂျပန်နိုင်ငံကိုလာရောက်လက်ပတ်ဖို့ဖိတ်ခေါ်ထားပါတယ်ရှင်။ မြန်မာနိုင်ငံကျောင်းသားများဒီမိုကရက်တစ်လှုပ်ရှားမှုမကရအဖွဲ့ဝင်ဟောင်းတွေပြန်လည်တွေ့ဆုံတဲ့ပွဲကိုရန်ကုန်မြို့မြို့မှကျောင်းလန်က Oriental House စားတောက်ဆိုင်မှာပြုလုပ်ခဲ့ပါတယ်။အဲ့တွေ့ဆုံပွဲမှာမကရအဖွဲ့ဝင်ဟောင်းတွေအနေနဲ့ရောက်ရနေရာကနေကြားရတောင်းဝန်ကိုထမ်းဆောင်ကြဖို့ကြေပြူကြပါတယ်။လုံးဝ မင်းကြောင့်ဒီဒဏ်တော့ပေါ့ကျွန်တော်တို့ကြောင့်ဒီအဲ့ဒီဒဏ်ကြောင့်ပေါ့ကျွန်တော်တို့အခုကျွန်တော်တို့24နှစ်တွေမှာကျွန်တော်တို့ဒီကိုဒီရအဲ့ကိုချက်ချင်းကျင်းပါလေအခုစုံနေတော့ကျွန်တော်တို့ဝယ်ပြီးတော့ထိတ်ပြီးတော့ကျွန်တော်တို့ဒါပြောစုံရင်းပါအားလုံးကအစ်တကူဝယ်ပြီးတော့ပြောင်းဆောင်ကြမယ်မြန်မာနိုင်ငံကိုဖြစ်ဖြစ်ကြောင်းနေကြတယ်ဒီအသည့်မှာကျွန်တော်တို့အားလုံးအတူတူပါပဲ ဘာသာကြားရေးအားလုံးမြင်လာတဲ့အဲ့တွေ့ဆုံပွဲကိုရှင်းသက်ချင်းမျိုးဆက်ကြောင်းသားကောင်းဆောင်နေဖြစ်ကြတဲ့ကိုမင်းစီရကိုထေးကျွယ်စမ်းချောင်းကိုကိုကြီးနဲ့မတ်သက်သက်အောင်တို့ကဥဆောင်ပြီးကပ္ပကထပြုလုပ်ခဲ့ကြတာပါမြန်မာနိုင်ငံကြောင်းသားများဒီမိုကရက်တစ်လှုပ်ရှားမှုမကတာကိုရှင်းလင်းလုံးလူလူလှုပ်ရှားမှုမတိုင်ခင်1988ခုနှစ်ဇွန်လ22ရက်နေ့မှာရှုတ်ဝက်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ ထိုင်းနိုင်ငံမှာလုံလုံကိုင်းနေတဲ့မြန်မာလူထုမားတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးဖြည့်ရှင်းဆောင်ရွက်ဖို့လူထုမားဝန်ကြီးဌာနနဲ့အလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတွေတွဲဆုံဆွေးနွေးပွဲတစ်ခုကိုလူထုမားဝန်ကြီးဌာနမှမနေ့ကပြုလုပ်ခဲ့ပါတယ်။ထိုင်းနိုင်ငံမှာမြန်မာလူထုမားတွေအခက်အခဲဖြစ်ခဲ့ရင်အလုပ်တာဝန်ခံရှာဖွေပေးတဲ့အလုပ်သမားအေဂျင်စီတွေဘက်ကဖြည့်ရှင်းပေးရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီးလူထုမားဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမျိုးအောင်ကရှင်းလင်းခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကိုအလုတ်ကိုင်ရှာဖွေရေးအေဂျင်စီနဲ့ကုမ္ပဏီ90ကျော်တက်ရောက်ခဲ့ပါတယ်။အခုဆွေးနွေးပွဲဟာအလုတ်သမားခွင့်ရေးနဲ့ပတ်သက်ပြီးအစိုးရနဲ့အလုတ်ကိုင်ရှာဖွေရေးအေဂျင်စီတွေအကြားပထမဆုံးကြိမ်ပြုလုပ်တဲ့ဆွေးနွေးပွဲဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံမော်ဒကားထုတ်လုပ်တင်သွင်းရောင်းချသူတွေဟာရန်ကုန်မြို့မှာဒီကနေ့တွေ့ဆုံပြီးအသင်းဖွဲ့ဖွဲ့ကြဖို့သဘောတူညီကြပြီမဲ့ရာထူးခန္ဓာရဲ့နပတ်သက်လို့သဘောထားကွဲလဲကြတဲ့အတွက်အစည်းအဝေးကိုရပ်ဆိုင်းလိုက်ပါတယ်။မြန်မာနိုင်ငံကုန်သံကြီးများနဲ့ဆက်မှုလုပ်ငန်းရှင်များအတင်းကျုပ်မှာပြုလုပ်တဲ့အဲဒီစည်းဝေးကို မော်တော်ကားအယောင်ပြကန်းပိုင်ရှင်တွေဆက်မှုဇုံထုတ်မော်တော်ကားလုပ်ငန်းရှင်တွေမော်တော်ကားပွဲစားတွေတက်ရောက်ကြပါတယ်။ဒီနှစ်အတွင်းမှာကောင်းအောင်ပိုင်ရှင်တွေနဲ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှာငွေစင်းဖွင့်လာသူတွေကိုပြည်ပကနေကားတင်တဲ့ပင်ခွင့်ပြုခဲ့တဲ့အတွက်ကားစည်းတွေရုတ်တရက်ထိုးကျလာခဲ့ပါတယ်။အဲ့ဒီရဲ့အကျိုးဆက်အနေနဲ့မော်တော်ကားရောင်းချသူတွေကားတင်သွင်းတဲ့လုပ်ငန်းရှင်တွေနဲ့ကားပွဲစားတွေအကြီးအကျယ်ရှုံးပေါ်နေကြတယ်လို့သိရပါတယ်ခင်ဗျာ။ ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။မကြာခင်မိနစ်ပိုင်းတွင်မှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်ပါပါရှင်။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီအထိညစဉ်ညတိုင်းထုတ်လွှင့်ပေးနေပါပြီ။ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရခင်ဗျာ။ ဖြစ်ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုသတင်းဆောင်မတွေကိုထုတ်လွှင့်ပေးဖို့ဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာဘိုးစင်မောင်ဆက်လေယာဉ်လုတ်ကင်စားတောက်ခဲ့ကြတဲ့လယ်သမားတွေလယ်ယာဉ်လုတ်ပိုင်ခွင့်ဆုံးရှုံးနေတာတွေကိုအမြန်ဆုံးဖြေရှင်းပေးဖို့လိုအပ်တဲ့အကြောင်းဒဂုံမျိုးသစ်မြောက်ပိုင်း NLD ရုံးခန်းဖွင့်ပွဲမှာ NLD နာရကဦးတင်ဦးကပြောလိုက်ပါတယ်အသေးစိတ်ကိုတော့ကျွန်တော်တို့ဖွဲ့သူမညညိုလွင်ကတင်ဆက်ထားပါတယ်ခင်ဗျာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ မြို့နယ်အလန်တင်အခမ်းအနားနဲ့ဆိုင်းမုတ်တင်ပွဲကိုဇူလိုင်လ29ရက်မနေ့ပိုင်းကရန်ကုန်တိုင်းတဂုံမြို့တင်မြောက်ပိုင်းမှာကျင်းပခဲ့တာ။အနော်ဒီနိုင်ကတွင်ဖြစ်ကြတဲ့ဥတင်ဦး၊ဦးဝင်းတင်နဲ့ရန်ကုန်တိုင်းတာဝန်ခံဦးနိုင်နိုင်တို့ကအခမ်းအနားတက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။အဲဒီမှာအနော်ဒီနိုင်ကဦးတင်ဦးကဦးစင်ပေါင်းဆက်လေယာဉ်လုတ်ကင်စားတောက်ခဲ့ကြတဲ့လေသမားတွေရဲ့လေယာဉ်မြေတွေအရမတင်းဆဲခံရတာ လေယာဉ်လုတ်ကင်ခွင်တွေဆုံးရှုံးခဲ့ရတာတွေနဲ့ပတ်သက်ပြီးအဓိကထားပြောဆိုခဲ့ပါဗျ။ဒီနေ့ရှင်းတဲ့ကိစ္စဘယင်ကုန်းကအခြေအနေတွေနဲ့သုံးနေတဲ့ကိစ္စလေယာဉ်ကြီးအားလုံးကိုမိမိတို့လုတ်ကင်စားတော့နေတဲ့တနည်းအားဖြင့်ဓမ္မယုဓမ္မမှုကြလုံလာတဲ့နေရာလေးတို့မဟုတ်အဆက်ဆက်ကဘုရားလုံကပိုင်ခွင့်ပေးတာလို့ဆိုတဲ့နေရာမျိုးတွေဒီနေရာနဲ့ပတ်သက်တာအားလုံးကို မိမိတို့ဩဇာအရှင်ဝါခန္ဓာမရှိတဲ့အခါဩဇာခန္ဓာအရှင်ဝါကြီးတဲ့ပုဂ္ဂိုလ်တွေကဝိသမလောဘလိုက်ပြီးတော့ဘုံလုံးကမသိနားမလည်တဲ့အကြောင်းပြပြီးတော့ဉာဏ်မြေတဲ့နောက်ပတ်တော့အကျိုးထူလို့မယ်အကျိုးဉာဏ်မြေတဲ့ပတ်တဲ့အလုံးကိုသိရင်သိမယ်အာဘယ်လုံးလည်းကြီးလို့ဘယ်လုံးကြီးနေယူဖို့လိုတယ်စိတ်တကလည်းပဲမိမိတို့လိုအပ်တဲ့ဉာဏ်ရဲ့ဉာဏ်ွက်အတွက်အကျယ်ကြီးဘလို့အားတော့တဲ့ပိုရာတွေကိုယူတယ်ယူပြီးတဲ့အခါမှာဒီမြေကြီးနဲ့ပတ်သက်တာလားတဲ့ လဲတော့အကျိုးတူလို့မယ်သူကလည်းတနည်းချင်းတော့လုတ်ရတယ်ပါသေးရနောက်ပိုင်းကြရတဲ့ခါကျတော့အကျိုးတူဟုတ်တော့မယ်သူတော့အကျိုးကြီးပဲတဲ့လုပ်တဲ့ခါမှာလဲသမားတွေကအလို့လျောက်လဲကျွန်းရာကျွန်းဖြစ်တယ်ဆိုတဲ့ကိစ္စတွေကတဏ္ဍများပါတယ်သူတို့တွေ့ရတယ်ဇာတ်တော်ကညမှာနေရာကလေးမှာတော်တော်ကြားနေရပါတယ်နေရာလေးကြီးကို ်အာရမသိရှိထားတာတွေနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်ဖြစ်အောင်ဒီအရာကိုစုံစမ်းစစ်ဆေးမဲ့ကော်မတီတရားဖွဲ့ပြီးလေဖွဲ့ရမယ်ဆိုတဲ့ဥပဒေကိုပြင်လိုက်တဲ့အခါမှာအာလုံးပေါင်း396ရောက်တော့သူတွေကထောက်ခံတယ်ဒါနဲ့မပြောပါဘူးဒါပါတော့ဒါတော့ဒီဟာကျွန်တော်ဝမ်းမြောက်ပါတယ်တို့တော့တစ်ခုတ်တော့ပြောရင်လေဒီလိုကော်မရှင်ကဖွဲ့ပြီးတော့ လုံးနေပြီတော့ညာညာလို့ပါဒီဘာမလို့လဲဒီတက္ကူမကူလေးမှာလူရတော့တိတ်ပြီးဆော်လိုက်လို့ဆိုတဲ့ဟာလေးတွေကအချိန်ချဲ့ပြီးကြာလေဒီဟာရဲ့ပတ်သက်ကတိုးဝပြီးတိုးဝပြီးတော့ရတော့ငါတို့ကုတ်လိုက်လို့ဆိုတွေကချောင်းနေတာဖြစ်နေတဲ့ကြောင့်ညံတယ်လို့ပါညံတယ်လို့ပါဒါဟုတ်ပါဒါပြင်ဒီမိုကရေစီစနစ်ရဲ့တန်ဖိုးနဲ့ပတ်သက်လို့ကတော့ NLD ရန်ကုန်တိုင်းတာဝန်ခံဦးနိုင်နိုင်ကပြောဆိုပါရစေ။မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံဆိုတော့ဒီမိုကရေစီနိုင်ငံဆိုတဲ့တန်ဖိုးကရှိလို့ပြောကြပါဒီမိုကရေစီဆိုတာဘုရားမြတ်စွာဘုရားတဲ့ဖြစ်ပြန်ရခေါမနိုင်ငံမှာဖြစ်ပေါ်တဲ့နိုင်ငံရေးစနစ်ခေါမဆိုတာဂရိပေါ့ဟုတ်လားဂရိကိုဒီမိုကရေစီပေါ့ဒီမိုကရေစီဆိုတာကလူအားလုံးရဲ့ဆုံးဖြတ်ချက်နဲ့အညီတိုက်ပြီးထူထောင်တဲ့ ဘဝကိုကြုံမယ်ဆိုတာဟုတ်လားဒီခန်းနာကို88မျိုးဆက်ចောင်းသားများအဖွဲ့အပါဝင်အပရိသတ်100လောက်တက်ရောက်ခဲ့ကြပါတယ်ရှင်။ ို့ခိတရောက်ရှိနေကြတဲ့88မျိုးဆက်ចောင်းသားအဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့တနင်္ဂနွေနေ့မနေ့ပိုင်းကနှလုံးလပင်လယ်ကုသိုလ်ပြေဆေးကန်းနဲ့စာတင်ကြောင်းအတွက်ပစ္စည်းကိရိယာတွေကိုတွားရောက်လှူဒန်းခဲ့ပါတယ်ဒီအကြောင်း RFA သတင်းတောက်ကုသိုလ်ရင်းဆိုကတင်ဆက်ထားပါတယ်ရှင်အန္တလေးမြို့အောင်မြေသာဆန်မြို့နယ်88 88လမ်းကြား16လမ်းပေါ်ကပင်လယ်တိုက် ရွှေမန်းအုပ်เจ้าမှာဖွင့်လှစ်ထားတဲ့ နှလုံးလှပင်လဲကုသိုလ်ပြစ်စေကန်းနဲ့ဘုန်းတော်ကြီးသင်အခမဲ့ပညာဒါနအကြောင်းအတွက်ចောင်းသုံးစာဥစာတန်းစာရေးကရိယာနဲ့စေကန်းအတွက်လူနာစမ်းသပ်ကရင် သွေးပေါင်ချိန်ဆက်ဇပွဲထိုင်းကုံစတဲ့ပစ္စည်းတွေကို88မျိုးဆက်ចောင်းသားအဖွဲ့ကသွားရောက်လှူဒန်းခဲ့တာပါကျွန်တော်တို့မန္တလေးကိုရောက်လာတဲ့ခါကျတော့ အခုမန္တလေးကညီကိုတော်ရင်းလုပ်ဖို့ကင်ဘက်တွေနဲ့ပူပေါင်းဆောင်ရွက်မှု ရရှိတဲ့အပြင်ကိုမန္တလေးမှာတကယ့်ကိုကိုကျိုးစုံပြီးတော့အများပြည်သူကောင်းစားရေးခလီးငယ်တွေကောင်းစားရေးအတွက်တကယ့်ကို ရှေ့တန်းအနေနဲ့ပါဝင်ဆောင်ရွက်နေကြတဲ့ကျွန်တော်တို့ဒီဘာသာရေးဖွဲ့စည်းရာတကယ့်ကိုဆရာတော်များဒီဘာသာကြီးနဲ့တခြားပုဂ္ဂိုလ်တွေအားလုံးကိုကျွန်တော်တကယ်ပဲအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာရှိစွာနဲ့ ကျမပြလို့ရတဲ့နောလာပင်လေကုသိုလ်ပြစေကန်းတို့စေတစီများနဲ့သူရပွဲနဲ့သူကျွန်တော်တို့ဆစ်ဆစ်မျိုးဆက်ចောင်းသားအဖွဲ့ဝင်တွေဟာသူတို့ရဲ့ပွင့်လင်းလူအဖွဲ့စည်းခရီးစဉ်တွေတိုင်းဒေသခံလူမှုကွန်ရက်အဖွဲ့တွေနဲ့တွဲဆုံလေးရှိပြီးဒေသရင်းလူအပ်ချက်တွေကိုလည်းတနိုင်တစ်ပိုင်းဖြည့်ဆည်းလေးရှိပါတယ် လေးကိုကြည့်ခြင်းအပြင်ကျွန်တော်တို့တိုင်းပြည်မှာလိုအပ်ချက်တွေဘယ်လောက်ရှိနေလဲဆိုတော့သိနိုင်တဲ့အပြင်ကိုဒီလိုအပ်ချက်တွေပေါ်မှာပါဝင်ဆောင်ရွက်နေတဲ့ပုံကိုယ်တွေရဲ့အလုပ်ကဘယ်လောက်ထိထိရောက်နေလဲဆိုတာလည်းမြင်တွေ့ရပါလိမ့်မယ်။အဲ့ဒီတော့ကျွန်တော်ဒီနေ့ဘွဲမှာထပ်ပြီးတော့ထူးထူးခြားခြားတွေ့တာကဒီကိစ္စတွေပါဝင်ဆောင်ရွက်နေတဲ့သူတွေဟာအလွာမျိုးစုံနဲ့ပြည်မျိုးစုံကလူတွေပါလို့တော့ထူးခြားတာတွေ့ရပါတယ်။အဲ့ဒါကလည်းကျွန်တော်တို့တိုင်းပြည်မှာရှေ့ဆက်ပြီးတော့ဆောင်ရွက်မဲ့ကိစ္စတွေမှာ ဒီလိုနေပယ်တည်တည်ရလူတွေအလွာတည်တည်ရလူတွေပူပေါင်းဆောင်ရွက်မှသာလေထိရောက်မှုအတဲတာတစ်ခုရမယ်ဆိုတော့မြင်တွေ့ရပါတယ်။ဘိုးအရင်ခက်တရားဆိုလို့ရှိရင်ကျွန်တော်တို့စာသင်ခန်းတွေကိုဆွန့်လုပ်ခဲ့ရတာပါ။ကျွန်တော်တို့စာသင်ခြင်းမှာလည်းသို့တော်လည်းပဲကျွန်တော်တို့စာသင်ခွင့်ထက်တောက်ခံခဲ့ရတိတ်ပင်ခဲ့ရပါတယ်။အခုတော့စာသင်ခြင်းနဲ့ကလေးတွေရှိပါတယ်။ဒီကလေးတွေအတွက်ဒီလိုမျိုးအခွင့်အရေးတွေ ်ဖြတ်တော့မပိတ်ပြန်ခံရအောင်ကျွန်တော်တို့တွေရေလှုပ်ဆောင်မဲ့တာဝန်ဖြစ်ပါတယ်ဒီကလေးတွေရဲ့အနာဂတ်ဟာတိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကိစ္စတွေမှာပါဝင်ဆောင်ရွက်နေရတဲ့လူတွေကလည်းအနာဂတ်ကိုဖန်တီးလို့ညှို့ဆစ်သူများတွေမှာဒိဋ္ဌိကနာပါဝင်နေတဲ့အတွက်ချိန်လျှောက်ပါလေဒီလိုမျိုးပုံရိပ်တွေဒီလိုမျိုးအသင်စံတွေကိုဆက်လက်ပြီးကျွန်တော်တို့လည်းပူးပေါင်းဆောင်ရွက်ပါကျွန်တော်တို့ကလည်းတအားတရတအားတမရပါဝင်ပြီးပူးပေါင်းဆောင်ရွက်ပါအသိပညာတတ်များတွေကို ဒုက္ခသောတမ်းတော့နိုင်စေခြင်းအကျိုးငါမြည်ပြီးပြီးတော့ဆောင်ရွက်ကြကုန်သောစိတ်စီကြောင်းသားနှင့်တကားခေကံအဘွဲ့သူအဘွဲ့သားအားလုံးတို့ကိုဘုန်းကြီးကနှလုံးလာပင်လေခုရုပ်ဖြင့်ဘုန်းတော်ကြီးစဉ်အခမဲ့စာသင်ကျောင်းဟာ1996ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး2006ခုနှစ်10နှစ်အကြာမှာတော့တရားဝင်အလဲရန်အဆင့်ကိုပညာရေးဝန်ကြီးဌာနကတတ်မှတ်ပေးခဲ့ပါတယ် အခြေခံပညာမူလတန်းအဆင့်ကိုတော့2002ခုနှစ်မှာတရားဝင်သတ်မှတ်ခြင်းခံခဲ့ရပါတယ်အခမဲ့စေကန်ကတော့အခုနှစ်ဖေဖော်ဝါရီလကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးလူနာ9000ကျော်ကိုအခမဲ့ဈေးကူတာပေးခဲ့ပြီးဖြစ်ပါတယ်။ကျမရေးဝန်ထမ်း20ခန်းကအလှည့်ကျတာဝန်ယူကူတာပေးနေတာပါ။ စတင်ဖွင့်လှစ်စဉ်ကအာရှလင်းအမည်ဖြစ်ပြီးနောက်ပိုင်းမှာနှလုံးလပင်လယ်လို့အမည်ပြောင်းလိုက်တာဖြစ်ပါတယ်ခင်ဗျာ ။သခိုင်းတိုင်းရင်းမပင်မြို့နယ်ကသမိုင်းဝင်ဖိုးဝင်းတောင်နယ်မြေကိုယဉ်ကျေးမှုနဲ့သဘာဝပေါက်ဝင်ထိန်းသိမ်းဖို့လိုအပ်နေပါတယ်။ဒီအကြောင်းကိုကျွန်တော် RFA သတင်းတောက်ခင်စီတာကတင်ပြထားပါတယ်ခင်ဗျာ။စကိုင်းတိုင်းရင်းမပင်မြို့နယ်ရဲမှာရှိတဲ့ဖိုးဝင်းတောင်ဒေသကိုယဉ်ကျေးမှုဆောင်ဖြစ်ကာကွယ်ထိန်းသိမ်းရန်အတွက်ယဉ်ကျေးမှုဝန်ကြီးဌာနကအစီအစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ဖိုးဝင်းတောင်ကိုမုံရွာမျိုးကနေချင်းတွင်းမြစ်ကိုဖြတ်ကျော်ပြီးသွားရောက်ရတာဖြစ်ပါတယ်။ ေါဝင်းတောင်ဟာတွားရည်လာရေးမလွယ်ကူလာဘူးလို့ဆိုနိုင်ပေမဲ့ပြည်ရင်းပြည်ပါခီးတော်များကိုအလွန်ဆွဲဆောင်နိုင်တဲ့ဒေသလည်းဖြစ်နေပါတယ်။ဖိုးဝင်းတောင်မှာကြောက်နေရများတွင်ဂူပါပေါင်းများစွာရှိပြီးဂူအတွင်းမှာဗုဒ္ဓရုပ်ပွားတော်တွေကိုထုလုပ်ထားပါတယ်။ဂူများရဲ့အနေထားကတီးသက်အဆောက်အုံတိဆောက်ထားခြင်းမျိုးမဟုတ်ဘဲနဲ့ကြောက်တောင်များအတွင်းမှာအခန်းများထွင်းထူထားပြီးကြောက်ကူအခန်းများအတွင်းမှာရုပ်ပွားတော်များစွာကိုပူဇော်ထားရှိတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ရုပ်ပွားတော်ဟန်ပန်အမျိုးမျိုးကိုတွေ့ရှိရတဲ့အတွက်ခစ်တခစ်တဲ့ထုလုပ်ပူဇော်ထားတာမျိုးမဟုတ်ဘဲနဲ့ပကံခင်နောင်းပိုင်းကနေအင်းဝကုန်းမောင်ခစ်တန်အောင် ခစ်အဆက်ဆက်ထုလုပ်ပူဇော်ခဲ့ကြတာဖြစ်မယ်လို့ပညာရှင်များကပြောဆိုသုံးသပ်ကြပါတယ်ပေါ်ဝင်တောင်ကူများအတွင်းမှာဆေးအောင်တစ်လွင်နေစေရှိတဲ့နယံဆေးရည်ပကြီများကိုလည်းတွေ့ရပါဗျ။ ဒါပေမဲ့ဖုံးဝင်းတောင်ဟာအရင်ကတောကြီးမြမဲတွင်မှဖုံးကွယ်နေခဲ့ပြီးမြို့ရွာများနဲ့လည်းအလန်းဝေးတာကြောင့်ထိမ့်သိမ်းဆောက်ရှောက်မှုအားနည်းခဲ့ပါတယ်။ဒါကြောင့်အရင်ကဂူရီမှာဒုရယ်ကြီးမားတဲ့တစ်သားတကားရွက်တွေတက်ဆင်ထားရှိတယ်လို့မှတ်သားရခဲ့ပူပေမဲ့အခုအခါမှာတော့တကားရွက်နှစ်ခုကိုသာ တွေ့ရှိရပါတော့တယ်။ကျန်တဲ့တကားချက်များကတော့မတမာသူများနဲ့ယာတိဥရုဒဏ်ကြောင့်ပျက်စီးပျောက်ဆုံးခဲ့ရပါပြီ။ ုအချိန်မှာဖိုးဝင်းတောင်ကိုထိမ့်သိမ်းစောက်ရှောက်ဖို့အချိန်မနှောင်းသေးဘူးလို့ပြောနိုင်ပါတယ်။ဖိုးဝင်းတောင်ဟာကမ္ဘာလဲခီးသည်တွေအတွက်အလွန်ဆွဲဆောင်နိုင်တဲ့ဒေသဖြစ်တာကြောင့်စနစ်ကျထိမ့်သိမ်းစောက်ရှောက်မယ်ဆိုရင်ဒေသခံပြည်သူတွေတဲ့အလောက်ကန်အခွင့်အလမ်းကောင်းတွေလည်းပေါ်ပေါက်လာမှာဖြစ်ပါတယ်။ဒါအပြင်ဖိုးဝင်းတောင်ဤမှာပေါရောက်တဲ့ဆေးဘဝင်အပင်များဟာလည်းဒေတာတွင်ဧည့်သည်များကိုဆွဲဆောင်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကြ ဲ့တဲ့ဒီပါရီတို့တဲ့ဒီပါရီလာလို့ရှင်လည်းသူကတဏ္ဍခါကြိုက်တယ်နိတဏ္ဍခါပါဒီလိန်ပေးရတယ်ဒိန်းသွားကြတာလေသားကြဗျာဥပမာပြောမယ်ဆိုလို့ရှင်တော့ရှောင်းမြက်ပေါ့နော်ညောင်းနာကြိုက်တာထုံနာကျင်နာကြိုက်ခဲတွေပါကောင်းတယ်ဒီပါရီဒီစင်းတွေကဒါညှော်ကမြက်တမလို့စီမမောရီယာမန်းစီပေါ့နော်ဟိုမှာထက်ကြိတ်တဲ့မှာဒီစင်းမြက်ကပါဝင်တယ်ညှော်ဝင်တာမန်းဝင်တာသူ့ကိုတွေးတောက်ပါတယ်သွားကြသွားဖို့ကြသွားနာတာသွားကြိုက်တာကိုစားလေးနဲ့တွေးတိတ်သွားကောင်းထဲမှာရှင်ရင်လေသွားဖို့တည်တယ် သူကကြဆောင်ညမ်းနဲ့မျက်စိနာရမ်းနဲ့ယူကြိုက်တော့စားလေးနဲ့သူ့ကိုမျက်စိကြည့်တယ်အေးတယ်ပေါ့ဗျာ။ဒါကြစွန့်လက်တဲ့သူကကြနေကမှာမိဆုနာတွေပါပြီးပေါက်လို့ရှိရင်သူ့ကိုစားရတမ်းများရဲ့တွေ့လင်းရတယ်။အဲ့ဒါဆိုသူကပိန်းချက်သွားတယ်။ဒါကြောင့်ဖိုးဝင်းတောင်ဒေသကိုနိုင်ငံတကာအစ်စ်မီထိန်သိမ်းပြီးဒေသခံများရဲ့အလုပ်ခိုင်ဖွင့်လန်းဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ဖိုးဝင်းတောင်အနီးမှာရှိတဲ့တစ်ပင်တစ်တော်တွေကိုလည်း 店里生意好，收月增长，增加了呀玩儿些。 ခုဆက်လက်ပြီးရခိုင်တိုင်းရင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပါပါဇူလိုင်လ16ရက်နေ့ကသမရအုပ်သိမ်းဆိုင်နဲ့တွေ့ဆုံခဲ့တဲ့ရခိုင်အမျိုးသားတွတ်တက်ရေးပါတီတွင်ရမှုဥဥလှစောတဲ့မင်းမြတ်ချက်တွေကိုမြန်မာဘာသာစာတမ်းထိုးတင်ပြထားပါတယ်ရှင်မင်္ဂလာပါဒီအပယ် Arabic ရခိုင်ဘာသာရုပ်သံအစီအစဉ်မှာဇူလိုင်လ16ရက်နေ့ကသမဒါဥသိမ်းစင်နဲ့တွေ့ဆုံထားရခိုင်တရသားများတွတ်တာရေးပါတီကအတွန်ရီမုံ ်ဦးဦးလာစောနဲ့စသဖြင့်မြန်မာရှာကိုတွန်ပရာပီလာဘူဖိုက်ပါရီဇူလိုင်လဆေချာရာနင်ကဒီမိုကရက်တစ်မဟာမိတ်စစ်ပါတီကကောက်ဆောင်တီနဲ့သမဒါဦးသိန်းစင်တွဲဆွန်ဖားစောမှာရခိုင်တရသားများတွတာရေးပါတီကအထွေထွေအတွန်းရီမုံဦးဦးလာစောလေးပဝံခါရီအတော်ရခိုင်အမျိုးသားတီအတော်ဇာတိကိုတွန်ပရာခါရီလေးလိုမင်းကြီးရီခါဦးဦးလာစောကအခုပိုင်စာပြော့ပါရီ အဲဒီရင်းနဲ့တက်တဲ့ကြီးအဲအဓိကဖိုင်းကားဆိုရင်ဘောင်ဝင်ကိစ္စကိုကျွန်တော်တို့တောင်းပါခဲ့ပါတယ်။ဘောင်ဝင်ကိစ္စမှာအခုရှိဝင်းကနဲ့တက်တဲ့ကြီးအမမချော်ရဲဒီမျိုးကိစ္စအော်ဒီသူတချို့ဘာမှပြခင်မရှိရဲအပေါ်မှာတော့ဖန်တယ်ဆိုင်ဝင်ကြီးနိုင်ငံကတင်ရောက်ဒီကလည်းကိစ္စနဲ့တက်တဲ့ကြီးအခုရှိကာကနနာမရှိခဲ့ခိုင်းရဲဒီဝင်းကြောင့်ဆိုတာပတ်သက်လို့ဒီလေးဆိုတော့ဒီတော့ကောင်းကျောင်းတော်ပြခိုင်းမှာသမိုင်းပြည်ချင်းနဲ့နိုင်ငံတကာသမိုင်းပြည်ချင်းတို့ဆက်စုပြီးရဲ့ ဒီပြီးတော့မှအပိုက်ဆိုင်ဆီမီနာဖက်ဘရဝါဆော့ဖ်ဘရလိုတော့အကောင့်ကိုကျွန်တော်စီးနေရပါတယ်။နောက်ပြီး sorry ဒီမှာခိုင်တရုံသတိမလုံးဖုန်ဖိုက်ရတော့ဒီကောင်ပူကြီးကမောင်းတော့နေမှာခိုင်တရုံကကာပီကက်ဒီကိုတော်တော်ဖိစီတီကိုတော့ဘော်ဒါကဒီကိုခြားတာပြီးပြီးလုံးဝအပြုတ်ဒီလာဆောင်ရခိုင်ဒီဆိုရယ်ပြုတ်သွားတာသာသနာတော့အနောက်ပခါကိုကာပီနိုင်စေရှိတယ်လို့ကျွန်တော်နေတော့ဟပါတယ်။နောက်တစ်ချက်ကသဘောတင်းမှုစီးစားပါသဘောတင်းမှုကိုပြုတ်ပြုတ်နေပြီးတယ် ညာတောက်ပုံမှာသူစိမဲ့သူဒီလုံးနေပြီးအစမတစ်ခါဒီတတိယကျိုးခံရပေါ်ရဖို့လိုပါရဲ့အခုလေတစ်ခါပြေးမှာသဘောတည်းနေပြီး final တွေ့ခဲ့နေလေမှာအားပဲနေမိတာအားရလွန်ပြေးရဲ့ဒီကိစ္စကိုသူချာချောက်အောက်ထေပေါ်ပြီးတော့သဘောတည်းကိုရတဲ့ဒီကြီးကအိုင်းနေသူ့ကိုဆုံးပြီးခဲ့ကျဲတာပိုင်းတိဆောက်ပြီးရခိုင်ပြည်ကိုမိပြီးဟုတ်ဆိုမယ်ဆိုလောကအခုဒီလိုရှိရဲနိုင်ငံတကာကလည်းဆိုနေပြီးစီပေါ်ရင်းဒါတော့မျိုးတွေလုပ်တော့ရုပ်ဒုနဲ့ပူပေါင်းတော့တော့ချွတ်နေတော့အချက်ကို အမေအဆုံးဟောဒီဖို့ဖို့စေကျွန်တော်ခေါ်ပါရဲ့ဒီနောက်တစ်ခြားကတစ်ခိုင်ပြပါစေမေတောင်းချမှုရေလုံးဝညစ်တော့နေစီလုံးဒီမှာထားဝယ်မရှိနောက်ဆုံးမရှိဆိုင်တော့တစ်ခိုင်ပြကအောင်းတော်ရဲ့ဘာဝစားမကြည့်လို့တစ်ခိုင်ပြမှာပဲခဲဝီကိုသူရှိနေချောင်းပြတဲ့အကောင်ခဲဝီပြဖို့လည်းတောင်းဆိုရကောကျွန်တော်ခေါ်ပါပါရဲ့တောင်းဆိုတော်တာရှတိအပေါ်မှာလေသမဒါဦးသိန်းစင်ကပရနေပရဆိုဆိုဒီကိုလေသူကအခုပိုင်ပြောပါရီလူရောရပိတော့သူကချောင်းရဲ့ တင်ရဲ့ဆွေကောင်းရေသူအနေနဲ့ UNHCR ကလူပြည်တော်သူတပတ်တော်ပေါ်လိုက်တယ်ကောင်းရောင်းတရောင်းရဲ့ဒီစားတဲ့လူကြီးရဲ့ကောင်းသူပေါ်ပါတယ်အဲဒီကျွန်တော်ရဲ့စင်မွေးတော့အားလုံးချောင်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 းဘူးကောင်းနေပေါ်ပါတယ်ကျွန်တော်တို့ကပိုရီတက်ဒီဝါဒတာရီလေးကိုဖိစားလို့တော့ဒီကလေးလေးနဲ့မဲဆက်ထားပါရဲ့ဒီစားတဲ့ပဲတွေတော့ဖိတော့တီတီကြဲအောင်ပြလိုက်ပါဒီတဘာဝတဲ့ငွေဖိစားမှလေးတော့နေပြီကျွန်တော်တို့ဟိုက်ဒရိုစတိချောင်းရရဲ့စိုက်ပြီးလောဟအပူကြားပရာကောင်းကိုဒီကနေပြပါပါရဲ့ ဖိုင်ဆိုင်တော်လေးတော့ထိုင်တိုင်းဖိုက်တော့ကောင်းထိုင်နေနေလဲကဲဖိုင်သဘောတင်မှုရှိကကခန်လူစုံတော်ယူပြီးကဒီကဆိုင်ရဲ့ခပ်ပြီးမှမိရလိုက်ဆိုကိုတိုက်ရအောင်ကျောင်းထိုင်နေနေရခိုက်တယ်ဆိုပြီးကသူဟောပေါ်တယ်အဲ့ဒီကျမရေဆောက်ချက်မနဲ့တက်ကြည့်လိုက်ခိုင်ပြခါဝင်ဒီဆိုခိုင်ပြစီုံဒီမှာဖြန်ပြီးလို့ဆိုတော့သူ့ရဲ့လက်ဆောင်ရဲ့ဓာတိကြရဲ့ထိုင်နေရဲ့ခိုင်အောင်လိုအပ်ဖို့သူကပေါ်လိုက်ပါရဲ့ဒီဒီကတော့ပြည့်ရပါရဲ့ဓာတိမှာတော့ခါကျွန်တော်တို့သဘောကြတော့ရှိကလေး သူကတော့ကျွန်တော်ပေါ်ကလေးကိုလာထောင်ပါလေပေါ်ပြီးရေသူလည်းခြားချောင်းပဲဒေါ်လာနီနီနီပြန်ပြီးဒီကောင်ကထိကြပါလေပေါ်ပါပါလေအလုံးလေးလေးဝါးဝါးချင်းနေပါလေဒီအပဲ RF ရခိုင်ဘာသာတို့တဲ့အစီအစဉ်ကဒီလောက်ပါပြင်ခရစ်ရှုအပိခိုင်ရဲ့တင်မိဖပြည်သူအပေါင်းတို့ကိုကျေးဇူးအထူးတွန်းရှိပါတယ်ဒီညအတွက် RF ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာပြီးဆုံးပါပြီ။ကြီးစုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ပါစေရှင်။